ပါဝေယကသင်ဝေထု အပမာဒရတာသရှိသောဣတိယဒေသနာတို့ကိုမြတ်စွာဘုရားသည်သေတဝန်ကြောင့်တော်၌နေတော်မူစဉ်ကောသလမင်းကြီးဤပါဝေယကအမိရှိသောသင်ကိုအကြောင်းပြုဟောတော်မူလေ၏ထိုပါဝေယကအမိသောသင်သည်နုပြသောအခါ၌များစွာသောခွန်အားပလရှိသည့်ဖြစ်၍တပါသောနောင်အခါ၌အိုခြင်းဟူသော စရာလေးအဟုန်ဖြင့်နှိမ့်ဆက်အသည့်ဖြစ်ရကတခုသောအန်ကြီးတို့တက်သင်းသည့်ဖြင့်ညွန်ပြောင်းနိုင်နေပြီလျင်ပြန်တက်ရှင်းကမတက်နိုင်ရှာတဲ့။မြားစွာသောလူအပေါင်းသည်ထိုစင်ပြောင်းကိုမြင်ရလျင်ဤသို့သဘောရှိသည့်မြည်သောစင်တော်မှလည်းအာနေသည့်အဖြစ်သို့ရောက်ရရှာလေ၏ဟုစကားကို ဖြစ်စေလေ၏။ပဒိနေဒီကောသလမင်းကြီးသည်ထိုအကြောင်းကိုကြားသိတော်မူလျင်စင်တိန်စရာကိုဆရာသွားကြည်လို့ထိုစင်ကိုညွန်ပြောင်းမှထုတ်ဆောင်ကြည်လို့ဟုအမိန်ပေးလေ၏။ စင်ဒိန်ဆရာသည်သွားတဲ့၍ထိုရက်၌စစ်ပွဲဥကိုပြပြီးလျင်စင်မြေပြင်ရက်၌တီးအပ်သောစီကြီးကိုတီးခတ်စေလေ၏ထိုခါမှမမာနတက်ကြွခြင်းသောရှိသောဘာဝရကစင်သည်အဟုန်ဖြင့်ထလက်သည်ရှိသောကြီးကုန်းထက်၌ဒီလေ၏ရန်တို့သည်ထိုအကြောင်းကိုမြင်တော်မူသည်ဖြင့်အမျက်စွာဘုရားအားရှောက်ကြကြလေကုန်၏ မြတ်စွာဘုရားသည်ရှစ်သားရန်တို့ထိုးစင်ပြောင်းသည်ခြေဥသွားပြကြရသောညွန်ပြောင်း၌နစ်မြုပ်နေသည်မှမိမိကိုယ်ကို ထုတ်ဆောင်ပြီးသည်ဤတင်ရှင်သားတို့သည်ကကိလေသာဟူသောညွန်ပြောင်း၌တဝင်းနစ်မြုပ်ကြပြီးတဝင်းနစ်မြုပ်နေကြကုန်ဤထိုကြောင့်အသင်အချင်းလုံးလပြု၍ပင်တို့သည်လည်းထိုကိလေသာဟူသောညွန်ပြောင်းမှမိမိကိုယ်ကို ထုတ်ဆောင်ကြကုန်လောဟုမိန်တော်မူ၍ဤကားတာကိုဟောကြားတော်မူလေ၏ အဘမတရတာဟောတာသာသိတာမနုရကထာဥဒ္ဓဒုက္ဒုက္ခဥဒ္ဓရထတာနံပိင်္ဂိတံတောဝကုံတရောအဘမတရတာသတိမကင်းအဘမဒရတာသတိမကင်းခြင်း၌လွန်သွားမိလျောကြကုန်သည်အဘမဒရတာသတိမကင်းခြင်း၌လွန်သွားမွေလျောကြကုန်သည် ဟောတာဖြစ်ကြကုန်လော အပမရရတသတိမကင်းခြင်း၌လွန်သွားမွေလျောကြကုန်သည်ဟောတာဖြစ်ကြကုန်လောသစိတ်တံမိမိစိတ်ကို အနုရခထဆောင်းကြကုန်လောလူပါယုံသတိတို့ဤမိမိစိတ်မလွန်ကျွမ်းမိအောင်စောင့်ရှောက်ရမည်ဟုလိုပင်ကိညွန်ပြောင်း၌တန်တော်နေ၍နေတော်ကုန်တော်စင်းပြောင်းကဲ့သို့အတ္တနံမိမိကိုယ်ကို ုက္ခကိလေသာဟူသောညွန်ပြောင်းမှဩဒရထထုတ်ကောင်းကြကုန်လောညွန်ပြောင်း၌ညွန်နစ်နေသောဘဝရကဆင်းမြောင်သည်လက်တို့ဖြင့်၎င်းရှည်တို့ဖြင့်၎င်းလုံးလာပြည့်ညွန်ပြောင်းမှမိမိကိုယ်ကို ထုတ်ဆောင်သည်ဖြင့်ကြီးကုန်၌တည်ပြီးတကယ်သို့ထို့အတူသင်ရှိသားတို့သည်လည်းကိလေသာဟူသောညွန်ပြောင်းမှမိမိကိုယ်ကိုထုတ်ဆောင်ကြနိဗ္ဗာန်တည်းဟူသောကြီးကုန်ထက်၌တည်သေးကြရမည်ဟုလိုဒေသနာတို့၏အဆုံး၌ထိုယန်းတို့သည် အရဟတဘု၌တီးကြလေကုန်ဤပါဝေယကဇင်ဝိထုပြီး၏